မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ25ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်နထိုးကြီးမြို့နယ်တောင်သာမြို့နယ်နဲ့ငန်းဆောင်မြို့နယ်တို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တွေတပ်ဆွဲထားတဲ့နေရာ12ခုကိုခရိုင်အစ်စ်စစ်ဆင်ရေးအဖြစ်နဲ့ဒပြိုင်တိုက်ထဲဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်90ထက်မနည်းသေဆုံးပြီးတော့လက်နက်28လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ15ရက်နေ့ကစတင်ပြီးတော့မြင်းညာမြို့နယ်စီမီးကုန်ရဲစခန်းမြင်းညာမြို့နယ်ကြောက်ပြုတ်ရွာပြူစောတိစခန်းမြင်းညာမြို့နယ်တောင်ရှိဂိတ်အထိုင်စခန်းမြင်းညာမြို့18ရပ်ကွက်နယ်ခရိုင်ထွေအုပ်ယုံနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းနထိုးကြီးမြို့နယ်ဂက်စ်ပိုက်လိုင်းနယ်မြို့မရဲစခန်းနထိုးကြီးမြို့နယ်ဇီးရွာအနီးစကြောင် တောင်တာမြို့နယ်ထနောင်းကုန်းပြူစောတိရွာစခန်းတောင်တာမြို့နယ်မြို့ဝင်ကိတ်တောင်တာမြို့နယ် gas pipeline ငန်းစုံမြို့နယ်မြို့ဝင်ကိတ်နဲ့ငန်းစုံမြို့နယ်မြို့သာပန်းစောင့်တဲ့ကင်းစခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကဒပြိုင်နက်ထဲဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုခရိုင်အစ်စ်စစ်စင်ရေးအဖြစ်နဲ့ဒပြိုင်နက်ထဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကစစ်သားရဲနဲ့ပြူစောတိများအပါအဝင်အယောက်90ထက်အထက်တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိပြီးတော့လက်နက်မျိုးစုံ28လက်နဲ့ခရိုင်များကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ် ထိတွေ့တိုက်ပွဲများအတွင်းမှာအကြမ်းမဆက်တဲ့ဘက်ကလေချောင်းပစ်ကူအဖြစ်နဲ့ Jet Fighter 112 Mi 35တို့နဲ့အစမတန်းဘုံတွေကျဲချတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိရဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းမဆက်တဲ့ထံကနေပြီးတော့ MA 11နဲ့လား MA 13 3နဲ့ G3 နဲ့လား MA 3 3နဲ့လားပါရီနဲ့လားကာဘိုင်တလက်လက်လုံအတူတလက်ကိုလုံးနဲ့လား M22 လက်လုံတလက် MA1 ရှစ်လက် MA2 နဲ့လားကြီးပေါက်43ခု G3G ငါတဆက်တောင် 5.56G 9094တောင် 9mm G 268တောင်7.62သုံးမျိုး G 2988တောင်ကာဗိုင်း G 148တောင်ရှေ့ရမိုင်းနှလုံး M9G 49လုံး60မမဘုံဒီ28လုံး RPG အဖူးကိုမှု RPG ပို့ G 6တောင်လက်ပစ်ဘုံ15လုံးနေမိုင်း23လုံး8 channel jammer တလုံး6 channel jammer တလုံးမိုင်းရှာဇက်တလုံးစိုင်းကယ်15စီး ငွေကျပ်66သိန်းနဲ့အတူစစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြင်းညာခရိုင်စစ်ဌာနကခရိုင်ကိုကဲရေးမှုရဲ့စီမံကုတ်ကဲမှုနဲ့မြင်းညာခရိုင်ကွန်မန်ဒိုမြင်းညာခရိုင်တရင်1234 608 90မြင်းညာခရိုင်ဒရုန်းတပ်ဖွဲ့မြင်းညာမြို့နယ်ပတ်ကောက်ဖာနထိုးကြီးမြို့နယ်ပတ်ကောက်ဖာတောင်သာမြို့နယ်ပတ်ကောက်ဖာငန်းစုံမြို့နယ်ပတ်ကောက်ဖာကြောက်ဆဲခရိုင်ကွန်မန်ဒိုမိထီလာခရိုင်အမှတ်3တပ်ရဲ့ နေပြီးတော့အမှတ်၈ရက်တည်းရဲဒရုံမြို့နယ်ဘက်ကပါမိထီလာဘက်ကပါတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေနေတိုင်းလိုလိုပြင်းထန်နေတဲ့မိုးပြင်းမြို့မှာဒေတာဗျူဟာအမှတ်နဲ့လှုပ်ရှားနေမိကလွတ်လွတ်လပ်ရတဲ့ရှေးကာကင်းစခန်းနေရာတချို့ကိုမိုးပြင်း local pdf ဒီမော့ဆို local pdf kna kndf တို့ကပူးပေါင်းပြီးတော့မေလ23ရက်နေ့မှာပြန်လည်ခြေကုပ်ရယူနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်အခုလိုမျိုးတော်လိုင်းတပ်များပြန်လည်ခြေကုပ်ယူပြီးတဲ့နောက်စစ်ကောင်စီဘက်ကစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်နေတဲ့အတွက်မိုးပြဲ local PDF ကရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါဗျ။ဟုတ်ပါတယ်အခြေအနေကအဆုတ်ထိသွားတာပါနည်းနည်းတော့ဆိုရင်ရပါတယ်နေ့စဉ်နေ့တိုင်းတိုက်ပွဲတွေဖြစ်ပွားနေတော့မှာပဲကျွန်တော်တို့ DMO local mobile local KNA နဲ့ KNDF တို့ကဆက်လက်ပြီးတော့ခုခံနေသေးပါမိဘပြည်သူများအနေနဲ့အတွာလာယူဆိုင်ဖို့ ਨੇ တိုက်ပွဲရက်တိုင်းရှိနေတော့ ခဲရန်တချို့နဲ့စားနပ်ရိက္ခာတချို့တော့လိုအပ်ပါတယ်လို့၎င်းကပြောပြထားပါတယ်ပြန်လည်သိမ့်ပိုင်နိုင်ခဲ့တဲ့ကာကင်းနေရာများကိုလုံခြုံရေးအရာထုတ်ပြန်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့မိုးပြ Local PDF ကပြောပါတယ်စစ်ကောင်စီကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်လူနေအိမ်တချို့မိလောင်ပျက်စီးမှုရှိခဲ့တယ်လို့ပြောဆိုထားပါတယ်ရှမ်းတောင်နဲ့ကရင်နီနယ်စပ်မိုးပြဖဲကုန်းနဲ့ညောင်ရွှေမြို့နယ်တောင်ဘက်ပိုင်းကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ခံမှန်းအင်အား600နဲ့မေလ16ရက်နေ့ကစပြီးတော့ထိုးစစ်ဆင်းနေရာလေချောင်းပြက်ကူလက်နက်ကြီး drone အမြောက်အများနဲ့ဒီကနေ့အထိတိုင်ဆက်လက်ပြီးတော့တိုက်ခိုက်နေဆဲဖြစ်တယ်လို့ Mobile Local PDF ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်းစီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ23ရက်နေ့မနက်4နာရီခွဲအချိန်ကမှလဲတောင်ရရွာနယ်တမုတ်ချုံရွာဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတမုတ်ချုံရွာအနီးမှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်လို့သိရပါတယ်အဲ့ဒီနေ့မနက်6နာရီခွဲအချိန်မှာလဲတမုတ်ချုံရွာမှာရှိတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလက်ဦးမှုယူပြီးတော့ထပ်မံပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရရှိသွားတယ်လို့ဘိတ်ခရိုင်တရဲနှစ်ကတာဝန်ရှိသူကပြောပြထားပါတယ် ်အခုလိုမျိုးတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်မနေ့9နိုင်ခွဲအချိန်ကမှအကြမ်းမဆက်တဲ့ဘက်ကတက်လာတဲ့စစ်ကူများနဲ့ညနေ4နိုင်ခွဲအချိန်ထိကိုသမုတ်ချုံရွာအနီးမှာထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘိတ်ခိုင်တိုင်ရင်နဲ့တက်ခွဲနဲ့ဘိတ်ခိုင်တိုင်ရင်တင့်နဲ့တနင်္သာရီမြို့နယ်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်တနင်္သာရီမြို့နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများအရာ ဒေသခံပြည်သူများခီးသွွားပြည်သူများအနေနဲ့သတိရှိစွာသွာလာနေထိုင်ပေးကြပါရနဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေ့ရှုပြီးတော့မြေတားရက်ခံလိုက်ပါတယ်လို့ဘိတ်ခဲအမတ်နဲ့တိုက်ရင်ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မိုင်းဆက်မြို့အခြေစားစကခ14ကနေထုတ်ပေးထားတဲ့ပြည်သူ့စစ်ကပ်ပြားကိုင်းဆောင်ထားသူတအုပ်အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာရှိတဲ့ရွှေဆိုင်တဆိုင်ကိုဓမြတိုက်ခဲ့တဲ့အမျိုးသား2ဦးကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မေလ22ရက်နေ့ကမူဆယ်မျိုးဈေးရက်ကွက်မှာရှိတဲ့ရွှေဆိုင်တဆိုင်ကိုလက်နက်ကင်ကဓမြတိုက်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီဓမြတိုက်မှုကိုပြည်သူ့ဆက်အဖွဲ့ဝင်များကဥဆောင်ပြီးကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျူးလွန်တဲ့သူ9ဦးတည်းက2ယောက်ကိုတော့မေလ22ရက်နေ့မှာဖမ်းဆီးရမိထားတယ်လို့မူဆယ်ဒေသခံတဦးကသတင်းပေးဖို့ပြောကြားထားပါဗျ။ရွှေဆိုင်ကိုဓမြတိုက်တာကပြည်သူ့ဆက်3ဦးကကင်းထောင်းတဲ့လုံခြုံရေးလုပ်ပေးပြီးတော့ပြည်သူ့ဆက်တယောက်ရဲ့ညီနဲ့အခြားရက်သားတယောက်ပေါင်းပြီးတော့တိုက်ရာကနေဖမ်းပြီးတော့အကုန်လုံးပေါ်သွားတဲ့သဘောပါ။ ပုံပါချတဲ့ကပြည်သူစစ်တယောက်ရဲ့ညီလို့သိရပါတယ်ပြည်သူစစ်ကတ်ကိုကန်ပြီးဝင်တဲ့သဘောပါလို့မေလ24ရက်နေ့ကပြောပြထားပါတယ်ပြည်သူစစ်ကတ်ကိုရှမ်းအရှိမိုင်းဆက်အခြေဆိုင်စက္ကခ14ကထုတ်ပေးထားတော့လေမူဆယ်မှာရှေ့တန်းအဖြစ်နဲ့အခြေပြုထားတဲ့ပြည်သူစစ်ဖြစ်တယ်လို့သိရပါတယ်ဖန်စီရရှိသူရဲ့ပြည်သူစစ်ကတ်ထဲမှာရန်ကြားမှု20နှစ်လို့ဖော်ပြထားသလိုတနက်ဟာလဲစစ်တပ်ကထုတ်ပေးထားတဲ့တနက်ဖြစ်တယ်လို့သိရပါတယ်ဖန်စီရရှိသူနဲ့အတူပြည်သူစစ်တပ်တွေကကတ်ပြကြီးဖြည့်ထားတဲ့ပစ္စတိုတနက်တက်လက်နဲ့ ရွှေတဲ့အချုပ်ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။မူဆယ်မျိုးထဲမှာပြည်ကံဒေတာတိုင်းဆက်ဌာနချုပ်လက်အောက်အမိခံပြည်သူ့စစ်အဖွဲ့များကအွန်လိုင်းဂိမ်းရုံကာစီနိုလောင်းကစားဝိုင်း KTV တို့ကိုလုံခြုံရေးယူပေးထားတယ်လို့မြို့မှပြည်သူ့စစ်လိုမျိုးပြည်သူ့စစ်အဖွဲ့ပေါင်းများစွာဟာလဲပြည်တစားရုံကအစဒူးစရိုက်လုပ်ငန်းပေါင်းစုံကိုလုတ်ကင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်အိုရင်းရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့မနက်9:38မိနစ်ခန့်မှာ ိုရင်းရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကြီးပါနေပြည်သူအမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်၃လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အမျိုးသမီးတအူထိခိုက်ဒဏ်ရာရသွားပါတယ်။နေအိမ်၃လုံးပျက်စီးတယ်လို့သိရတယ်။ဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရပါဘူးလို့ We Love မြိုင်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်ရွှေတောင်မြို့နယ်တမန်ကုန်းကြီးရွာအုပ်ချုပ်ရေးမှုကိုတတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်တဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပြီးတော့စစ်သားတက်စူဆောင်းခံလိုက်ရတဲ့တပ်သားတက်ကိုခန့်ဝင်းနိုင်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထံကိုအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကင်းပြည်နယ်အတွင်းထိုးစစ်ဆင်နေတဲ့စစ်ကောင်စီရဲ့အောင်စေးရစစ်ကြောင်းကစစ်ကောင်စီတပ်သားများဟာ KNL ပူးပေါင်းတပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာမှုအကြောင်းရင်းထွက်ဆိုချက်ရုတ်တံကို KNL ဌာနချုပ်ကမေလ24ရက်နေ့မှာဖော်ပြခဲ့ရမှာစစ်ကောင်စီတပ်ကနေထွက်ပြေးလာတဲ့တပ်သားကိုခန့်ဝင်းနိုင်က၎င်းရဲ့စစ်ကောင်စီတပ်ထဲကိုရောက်ရှိလာရမှုအခြေအနေကိုပြန်လည်ပြောပြထားပါတယ်။အုတ်ကြီးကိုတက်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ဘကိုးတိုင်းဒေသကြီးရွှေတောင်မြို့နယ်တမန်ကုန်းချေးရွာမှာတိုင်တက်တိုင်ဆင်းပတ်စံတွေကိုလိုက်ပြီးတော့စစ်ကောင်စီတဲကိုမဝင်ချင်လို့ရှင်ရင်တိုင်ကို2000ကျွဲ3000လိုက်ကောက်နေတဲ့အချိန်မှာအိမ်ကလည်းလုံးဝအဆင်မပြေတဲ့နောက်ဆုံးသူ့ကိုတတ်ပစ်လိုက်တာပါလို့ကိုခန့်ဝင်းနိုင်ကပြောပြထားပါတယ်။ အုတ်ကြီးကိုတတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်ရန်ကုန်မြို့အောင်မင်္ဂလာကားဝဲမှာအဖမ်းခံလိုက်ရပြီးတဲ့နောက်နေပြည်တော်ကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မကွေးတိုင်းကနေတစင်ဟိုဘုံတင်တန်းချောင်းကိုပို့ဆောင်ခံလိုက်ရတယ်လို့ပြောပါတယ်။ဟိုဘုံတင်တန်းချောင်းပြီးသွားတဲ့အခါတီချစ်ငါတက်တဲ့တိုင်ရင်ကိုပို့ခံရပါတယ်။ငါတက်တဲ့တိုင်ရင်မှာ၁၀ရက်လောက်နေပြီးတော့ကျွန်တော်တို့ရှေ့တန်းကိုထွက်လာခဲ့ပါတယ်။အောင်စီရစစ်ကြောင်းထဲကိုပို့ခံရတာပါလို့ကိုခန့်ဝင်းနိုင်ကပြောပြထားပါတယ်။ ်စစ်ကောင်စီတပ်ဟာကလိန်ကကြစ်တပ်ဖြစ်ပြီးတော့စစ်ကောင်စီတပ်သားများအနေနဲ့နေတိုင်းလိုလိုကလိန်ကကြစ်ညံများနဲ့ကြံစီနေတယ်လို့၎င်းကရှင်းပြထားပါတယ်ဒီကောင်တွေတိုက်ဖို့အစီအစဉ်မရှိပါဘူးကြောက်ရွံ့နေတာလောက်ပဲရှိတယ်ဘာတွေဝါဒဖြန့်ထားလဲဆိုတော့မင်းတို့တော်လိုင်းရေးအဖွဲ့တဲကိုတွားပြီးတော့မပူပေါင်းနဲ့မတွားကြနဲ့တော်လိုင်းရေးအဖွဲ့တဲကိုတွားလို့ရှိရင်မင်းတို့ကိုတတ်ပစ်လိုက်မယ်လို့စစ်ကောင်စီတပ်ကရဲဘော်တက်များတော်လိုင်းရေးတပ်များထံကိုမရောက်သွားစေရန်အတွက်လိန်ညာဝါဒဖြန့်ထားတဲ့အခြေအနေကိုပြန်လည်ပြောပြခဲ့ပါတယ်စစ်ကောင်စီဟာနိုင်ငံတော်မှာ ြည်သူလူထုပေါင်းများစွာကိုအတင်းအဓမ္မစစ်သားတဲ့စုဆောင်ပြီးတော့ကရင်ပြည်နယ်ကော့ကရိတ်ဒေသမှာရှိတဲ့အောင်စေးရစစ်ကြောင်းထံကိုပို့လွှတ်လျက်ရှိရာအဲ့ဒီတပ်သားတဲ့များဟာကရင်အမျိုးသားအစည်းအရုံး KNU KNL ပူးပေါင်းတပ်များထံကိုမကြာခဏဆိုးသလိုအလင်းဝင်ရောက်မှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပတ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ